ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် PNY Fashion and Design Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တချေကအရှိမဆွေးခဲ့တဲ့ dress pattern pattern လေးကိုတချေဆောက်ရွက်ကနေပြီးတော့မှ pattern လေးညပြပေးတော့မှဖြစ်တဲ့အပြင်ကျန်တဲ့လက် pattern လေးရဲ့ခြုံနှီးလေးတွေရဲ့ကိုတချေကတိတိကျကျလေးပြပြပေးတော့မှပဲဖြစ်ပါတယ် ုပထမအဆုံးဒီချေကစီရိုးအရှိမဆွဲခဲ့တဲ့ dress pattern လေးရဲ့ရှေ့ဆင်းနောက်ဆက်ကုလေလေးကိုပြန်ယူလာပါတယ်။ရှေ့ဆင်းနောက်ဆက်ကုလေလေးကိုဒီချေကိုထုတ်စာထုတ်ပါမယ်။အခုဆိုရင်ဒီချေကရှေ့ဆင်းနောက်ဆက်ကုလေလေးလေးကိုညံ့မထုတ်ခင်မှာဒီချေတို့ဂျိုင်းမြာလေးတွေမှာဒီချေတို့ရေမတ်မတ်တုံးကကွာဟခဲ့တဲ့တမူလေးတွေကိုဒီချေတို့မှတ်သားခဲ့ပါမယ်။ဘာလို့လဲဆိုတော့ဒီချေတို့လက်အတွက် ချေတို့ပြန်ဆွဲတဲ့အခါမှာရှစ်ကျဲနောက်ထန်ကော်ဟာဂျယ်လီတွေကိုတချေတို့ပြတ်မဲ့ရမှာဖြစ်တဲ့အတွက်ဒီမှာတိုက်တာလီကိုမှတ်ထားပြီးလို့လိုပါမယ်ပြမအောင်ဆုံးဆက်လက်ကနေညင်ထုတ်ခင်မှာဒီချေနောက်ထန်လေးကိုထုတ်စာထုတ်ပြပါမယ်ဂျေရိုနောက်ထန်လေးမှာဆိုလို့ချင်းလက်ဘေးကို1 cm ထုတ်ပါမယ်နောက်ပခုံးကို1 cm ချိုင်းကို1 cm ထုတ်ပါမယ် ။နောက်ဘေးဘက်စကြောင်းကိုတော့တစ်ချဲလို2 cm ထုတ်ပေးရပါမယ်။ကျေပေးပဲလေးကတော့စက်တက်မှာဖြစ်တဲ့အတွက်2 cm နဲ့အောက်ဘက်ကို2 cm လေးထုတ်ပေးပါမယ်။အခုဆိုရင်ဒီချဲပတ်တန်လေးကိုစုပ်စာလေးလည်းထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီချဲပတ်တန်လေးကိုဆက်ရက်ကနေညှိထုတ်ပါမယ်။ အခုဆိုရင်တော့တချေကနောက်ဆက်ပတ်တန်လေးကိုမြစ်ထုတ်လို့ပြီးသွားပါပြီ။ဒါလေးကတော့နောက်ဆက်ပတ်တန်လေးပါ။နောက်ဆက်ပတ်တန်လေးမြစ်ထုတ်ပြီးသွားတဲ့အခါမှာတချေကပတ်တန်လေးချုပ်စာထုတ်ခါလာတဲ့လေးကြီးမိမာဆိုတဲ့အတွက်ကြောင့်မို့လို့တချေပတ်တန်လေးပေါ်မှာချုပ်စာလေးတွေကိုမမေ့အောင်ပြန်ပြီးတော့ရေးပေးထားပါရနော်။ share ro now channel ပြီးသွားပြီဖြစ်တဲ့ဒီ share channel ကိုပို့တော့ပါမယ်ဒီ channel မှာဆိုရင်လည်းဒီ share ro ပခုံးမှာ1 cm ထုတ်ပါမယ် now ဒီ cassette အတွက်ကတော့ဒီ share ro 1 cm လေးထုတ်ပါမယ် now high 1 cm ထုတ်ပါမယ် now now f1 နဲ့ f2 လေးဆက်ဖို့အတွက်1 cm ထုတ်ပါမယ် now ဘေးဆက်ကြောင်းတစ်ဖက်စလုံးအတွက်2 cm ထုတ်ပါမယ်။အောက်ခြေဘက်ကိုတော့ဒီကျေရော2 cm ထုတ်ပါမယ်။ နောက် F2 နဲ့ရင်အောင်ဖြတ်ဆက်လေးအတွက်ကတချို့လို1 cm စီထုတ်ပါမယ်။နောက် F3 နဲ့ F4 ခွဲခြားနေရာအတွက်ကတော့ချုပ်စာ1 cm စီထုတ်ပါမယ်။ဒီကျရိုးချုပ်စာလေးထုတ်ပြီးသားပြီဆိုရင်တော့ဒီကျေပုပ္ပမအောင်ဆို F4 button လေးစညက်ပါမယ်။ ဒါလေးကတော့ F4 ပတန်လေးလျှောက်ပြီးသွားတာပဲဖြစ်ပါတယ်။အခုဆိုရင်ဒီချက်တော့ F2 ပတန်လေးဆက်မြပါပြီ။ဒါလေးကတော့ F2 ပတန်လေးပါ။နောက်တစ်ချက်တော့ F1 လေးညပါပြီ ဒါလေးကတော့ဒီချက်တော့ F1 pattern လေးပဲဖြစ်ပါတယ်။နောက်ဒီချက်က F3 pattern လေးကိုမြှင့်ထုတ်ပါပြီ။ဒါလေးကတော့ဒီချက်ရော F3 pattern လေးပါအခုဆိုရင်ဒီချက်က pattern လေးခုလုံးမြှထုတ်လို့ပြီးသွားပါပြီ။ဒါလေးကတော့ဒီချက်ဆက်ရက်ကနေပြီးတော့မှမြှထုတ်လိုက်တဲ့ချက်ရော၈ချမ်း pattern လေးတွေပဲဖြစ်ပါတယ်။ အခုဆိုရင်တော့တီချေကဆွတ်ထားခဲ့တဲ့ကိုရဲရှေ့ချမ်းရော နောက်ချမ်းရောပတ်တန်လေးတွေကိုဆက်ရက်ကနေပြီးတော့မှနှစ်ထုတ်လို့ပြီးသွားပါပြီ။အခုဆိုရင်တီချေကလက်ပတ်တန်လေးကိုသွားပါမယ်။လက်ပတ်တန်လေးအတွက်ကတော့တီချေတို့လိုအပ်တဲ့ဒေတာလေးကတော့ sleep lamps လေးလိုပါမယ်။အော်တီချေတို့ sleep lamp လေးကိုတော့တီချေဒီမှာ20 25လောက်ထားထားပြီးပါရဲ့။ လက်ပတန်လေးအတွက်ဒီချဲကို basic ပတန်လေးကို copy ကူးထားရပါမယ်။ရှင်တို့ခုနပြောခဲ့သလိုပဲဒီချဲတို့လက်မှာဆိုရင်အတိုင်းအတာလေးကတော့အရှိလေးကိုဒီချဲက20 25လောက်ယူထားပါတယ်။အရှိလေးကတော့ကိုထားခြင်းနဲ့အရှိလေးအတိုင်းအတာတိုင်းထားလို့ရပါတယ်နော်။ဒီချက်ကဒီချက်ရဲ့လက်ပတန်လေးရဲ့အတွက် copy ကူးယူထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချက်ကိုစတင်ဆွဲဖို့အတွက်ဒီချက် center လေးကိုရှိရှိလေးဆွဲလိုက်ပါမယ်ဒီချက်ကိုလက်အချီလေးအမှတ်ဖို့အတွက်ဖြစ်ပါတယ် ဒီလိုအရှိန်မြင်းလေးဆက်ပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ဒီလိုစလီလန့်ကလေးကိုလက်အရှိန်မြင်းလေးပေါ်မှာအမှတ်ကလေးမှတ်ပါမယ်။ဒီချိန်ကတော့20ထားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချိန်20လေးယူပြီးမှတ်လိုက်ပါရစေ။နော်ဒီချိန်တော့20အမှတ်လေးမှာ horizontal မြင်းလေးဆွဲပါမယ်။ထပ်ပေါင်းလေးဆွဲပြီးပို့လို့ပါမယ်နော်။ ချွေတို့မြင်းလေးရပြီးတဲ့နောက်မှာတော့တချွေတို့တခုတတိခါမှာကတချွေတို့လက်ပတ်တန်းဆွဲတဲ့အခါမှာတချွေတို့ရှေ့မှာဆွဲခဲ့တဲ့ခြေတန်းနဲ့ကိုဆန်းတူလေးလေးမှာဆိုရင်တချွေတို့ဈိုင်းနေရာလေးတွေပြန်ညှိပြဖို့လိုပဲပေါ့နော်တချွေရဲ့လက်အတွက်ကတော့ခြေဆန်းနဲ့နောက်ချက်မှာကောက်ကွာဟာချက်လေးလေးရှိရဖြစ်တဲ့အတွက်တချွေကွာဟာချက်လေးလေးသိဖို့အတွက်ကြောင့်အတွက်တချွေဆက်ရလေးပြန်ယူပြီးတော့မှကြည့်လိုက်ပါတယ်။အော်ကိုကလည်းကိုဆွဲခဲ့တဲ့ပတ်တန်းမှာကွာဟာခဲ့တဲ့အတိုင်းပဲတချွေလက်ပတ်တန်းလေးမှာပြန်ညှိပြရမှာပဲဖြစ်ပါတယ်။ ဒါကတော့တချက်ရဲ့လက်အတွက်ရှေ့ချမ်းနဲ့နောက်ထပ်ကောဟာစလေးတွေပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အတိုင်းအတာနိုင်ဆွဲခဲ့တဲ့အခါမှာလည်းတချို့လိုဈိုင်းနေရာလေးတွေမှာရင်းမတ်မတ်တုံးကကောဟာခဲ့တာရှိလို့ရှိရင်လက်ပတ်တံမှာပြင်းပြီးပြဖို့မဖြစ်ပါနဲ့နော်။ကောဟာနေရာလေးကတော့တချက်ရဲ့ပတ်တံမှာဆိုရင်အနောက်ဘက်က2 cm လေးဖြစ်ပြီးတော့အရှိချမ်းမှာဆိုရင်1.5 cm လေးကွာနေပါတယ်။ ။တချို့တို့ပွားဟချက်လေးကိုကြည့်တဲ့အခါမှာတော့တချို့တို့ဆက်လိုက်တဲ့ပတ်တံမှာကွာဟနေတာလေးတွေက0.5 out ဆိုလို့ရှိရင်တော့တချို့တို့ဂျိုင်းပြင်ပြင်စရာမလိုဘူးပေါ့နော်။0.5ကျော်သွားတဲ့သူလေးတွေကတော့တချို့ခုပြင်တယ်လို့လေးပြင်ပြင်ပေးဖို့လိုပါမယ်။ ြင်းတဲ့ခါမှာလည်းသတိထားမှာကကိုယ့်ရဲ့ရင်အမှတ်ကအပြင်ထွက်သွားရင်လက်ပတ်တံမှာလည်းအပြင်ဘက်ကိုကွာတဲ့အမှတ်ကလေးမှတ်ပြီးတော့ပေးပိတ်ပြလိုက်ရင်ရပါပြီ။ကိုယ့်ရဲ့မှတ်ကလေးကတချို့အတွင်းဘက်ဝင်သွားတယ်ဆိုတော့အတွင်းဘက်မှာမှတ်လေးမှတ်ပြီးတော့ပေးပိတ်ဘက်မှာပိတ်ပေးပိတ်လေးလုပ်ပြရမှာပဲဖြစ်ပါတယ်။ဒီချက်ပတ္တမဆိုရင်ဒီချက်ပတ္တမကအတွင်းဘက်ဝင်တာဖြစ်တာမို့အနောက်ခြမ်းကို2 cm လေးပတ်ပါမယ် အရှိချင်းကတချေလို့1.5 cm လေးမို့လို့တချေ1.5 cm လေးမှတ်ပြီးတော့အမှတ်လေးတွေရပြီဆိုရင်တော့အောက်ဘက်ကိုယခုလိုလေးဆွဲဆက်လိုက်ပါမယ်ဟုတ်ဆိုရင်ဒီချိန်ကလက်ကလေးညှိပြီးသွားပြီဖြစ်တဲ့အတွက်လက်ကလေးညှိပြီးသွားရင်တော့လက်ပတ်တန်လေးအတွက်ဒီချိန်ကိုဖောင်းတုံလေးဆွဲပါမယ်အဲ့တော့ဒီချိန်ကိုဖောင်းတုံလေးအတွက်ပတ်တန်လေးမှာဆိုရင်ဒီချိန်ကိုအလေလိုင်းလေးတွေခွဲပြီးတော့ဒီချိန်ကိုဆက်ရအစားဖြည့်ပေးရမှာပဲဖြစ်ပါတယ် ကျေရွေးရဲ့ပတ်တန်လေးကတချို့ရောအလဲတလိုင်းနဲ့တချို့ရောစားတဲ့အစားဖြစ်ပြီးအောင်နဲ့တချို့ရောမလုံလောက်တာမို့လို့တချို့ဖောက်တော်လေးကိုလက်လာလေးရချင်တဲ့အတွက်ကြောင့်မို့လို့တချို့ဘေးဘက်ပါခွဲပေးပါမယ်အခုတချို့ကတချို့ရဲ့ပတ်တန်လေးကိုအနောက်ချမ်းကိုတချို့ခွဲဆောင်လေးလုပ်ပြီးဖို့တဝက်ဝက်ပါမယ်အဲ့ဒီတဝက်အမှတ်လေးကနေပြီးတော့မှတောင်းပန်ချာမြေလေးကိုလက်အပေါ်အထိဆွဲပေးရမှာပဲတချို့ရှိတဲ့အတွက်ကလည်းဈမ်းပြရတဲ့သူလေး ကတော့ပြင်းထန်မှတ်ကနေပြီးတော့မှတဝက်ဝက်ပြီးအမှတ်လေးရရင်ဗာတီကယ်နင်းလေးဆွဲပေးပါမယ်ရလာတဲ့နင်းလေးတွေကဒီချက်ခွေးချောင်းခွဲမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီလိုတင်ပြတာလေးပြပေးပါမယ်ဟုတ်ဆိုရင်တော့ဒီချက်တိကျတာလေးပြတဲ့အတိုင်းပဲဒီချက် ညက်ထုတ်ညက်ပလိုက်ပါပြီဒီချက်ညက်ထုတ်ပြီးတဲ့ခါကျတော့အလေးကိုလည်းယခုကိုလည်းညက်ပြီးလိုက်ပါတယ်အခုဒီချက်တို့ဂျင်ဂျာရဲ့ပတ်သက်အတွက်ဒီချက်တို့ယခုလိုလေးညက်ပြီးတဲ့ခါမှဆိုရင်ဒီချက်တို့စက်ကူလေးတွေအစားထိုးဖို့အတွက်ဆံရက်အလုံးမှာဒီချက်တို့တောင်းပန်ကြမြင်းလေးထောင်ထားပေးပါမယ်ဒီလိုမြင်လေးရရင်တော့အဲ့ဒီမြင်းလေးပေါ်မှာအခုနကညှက်လိုက်တဲ့လက်လေးကိုယခုလိုလေးတင်ပေးရပါမယ်။ ဒီ cherry ရဲ့ပတ်တန်လေးကအောက်ဘက်ကိုတွန့်လာနေတဲ့ဖက်ပြရမှာဖြစ်တဲ့အတွက် cherry ကကိုတွန့်ကျင်တဲ့တန်ဖိုးလေးတွေကိုဒီ cherry ကိုထည့်ပါမယ်။ဒီမှာတော့ဒီ cherry က3.5လောက်ထည့်ထားပါမယ်။ cherry မင်းများတွန့်ကျင်တယ်ဆိုလို့ရှိရင်တော့3.5ကနေ5လောက်ပြီးတော့ cherry ထည့်လို့ရပါမယ်။ကျေရို3.5 cm ဟိုဟိုဘက်ဒီဘက်ဒီကျေရိုနှစ်ဖက်စလုံးမှာထည့်ပေးပါမယ်စုစုပေါင်းဆိုရင်တော့7 cm ဖြစ်သွားပါမယ် ဒီစရုံးနှစ်ခုအမှတ်လေးမှတ်ပြီးပြီဆိုလို့ရှိရင်တော့ညင်သွားအောင်လို့တိတ်လေးနဲ့ထိမ့်ပြပါမယ်။ဒီချေရုပ်ပထမဆိုရင်အလယ်လျောင်းလေးပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်နဲ့ရှေ့ချက်အတွက်လိုင်းလေးတွေခွဲပြပါမယ်။ဒီချေရိုတတိထားမှာကပြက်တော်အောင်ပြီးတော့မညက်ပါဘူးဒီချေရိုအလေမှာ3.5 cm ခွဲခဲ့ရင်ဒီချေရိုဒီမှာလည်း3.5 cm လေးခွဲပေးရပါမယ်ရွှေချမ်းမှာလည်း3.5ခွဲပေးရပါမယ်အခွဲလေးပြီးရင်တော့ချေရိုအပေါက်လေးတွေပိတ်ပေးပါမယ် ပရမအောင်ဆုံးဖိနှက်ကူကိုယခုလိုလေးပိတ်ပေးပါမယ်။ပိတ်ပြီးရင်တော့အောက်ဘက်ကို2 cm လောက်ချပေးပါမယ်။ပြီးတော့တချို့ရခုလိုလေး wipe ပေးပါမယ်။ ရှေ့ကျမ်းမှာလည်းတချေရိုးကိုခုလိုလေးအဝိုက်လေးဝိုက်ပေးပါမယ်အခုဆိုရင်တော့တချေရိုးပတ်တန်လေးပြီးသွားပြီမို့ဆုပ်ဆာလေးတွေထုတ်ပါမယ်တချေကဆုပ်ဆာလေးပြတော့အပေါ်ဘက်နဲ့အောက်ဘက်ကို1 cm စီထုတ်ပါမယ်ဘေးဘက်ကို2 cm စီထုတ်ပါမယ်ပြီးတော့တချေရိုးပတ်တန်လေးညက်ပါမယ် နော်တချင်တို့ရဲ့ပတ်တန်လေးမှာဆိုရင်တချင်ကတည်ရိုးလေးထည့်ဖို့အတွက်တချင်မြင်းလေးဆွေးစင်တာဖြစ်တဲ့အတွက်အပေါ်ဘက်ကို2 cm လေးထည့်ပေးပါမယ်ဒီဆရာတို့ဒီ2 cm မြင်းလေးကတော့သေချိုးနှင်းဖို့လိုင်းလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့တစ်ချဲရဲ့လက်ပတ်တန်လေးလည်းရသွားပါပြီ အခုဆိုရင်တော့ဒီချေဘူးကပတ်တန်လေးကိုဒီချေဘူးကစက်ကွမ်းနေပြီးတော့မှမြင့်ထွက်လိုက်ပြီဖြစ်တဲ့အတွက်ပတ်တန်လေးတွေကိုယူပြီးတော့ဒီချေဘူးပိတ်စာမှာတော့ညှပ်ပါမယ်ပထမအဦးဆုံးဒီချေ F3 လေးကနေစပြီးတော့ညှပ်ပါမယ်ဒီချေဘူးရှေ့ဆန်းရဲ့ F3 ပတ်တန်လေးကိုယူပြီးတော့ယခုလေးလေးတင်ပြီးတော့ဒီချေဘူးအလားတကနေတင်ပြီးတော့ခါကြတော့ဒီချေဘူးတစ်ခုစာပဲညှပ်ပါမယ်ကျောင်းနေတဲ့အခါမှာဒေခိုင်းရမှာကချုပ်စာလေးယူပြီးတော့ညှက်ပေးဖို့မမိပါနဲ့နော် အခုဆိုရင်တော့ digital app 3ပတ်သက်လေးလည်းညှက်ပြီးသွားပါပြီ။ကျေရိုးပိတ်ဆက်မှာညှက်ပြီးသွားတဲ့အခါမှာတော့ digital ကို PNG တွေကိုမဖြုတ်သေးဘဲနဲ့ digital ကို tracing လေးလိုက်ပေးဖို့မမိပါနဲ့နော်။ဒေါက်လေးတွေကို digital လေး tracing လေးပေးဖို့လိုပါမယ်နော်။ now digital app 4ညက်ပါမယ် app 4လည်းကျုပ်တစ်ခုစာပဲညက်ပါမယ် တချို့ရိုးပိတ်စားပါလို့တင်းညက်တဲ့အခါမှာသူ့စာလေးတွေကပြီးညက်ပေးဖို့မိပါနဲ့နော်ဒါလေးကတော့ F pattern လေးပဲဖြစ်ပါတယ်။ Now တချို့ရိုး F1 pattern လေးဆက်ပြီးညက်ပါမယ်။ F1 လေးကသုံးစားညက်ပေးရပါမယ်။ ။ကျွန်တော် F1 လေးညက်ပြီးသွားပြီဆိုရင်တော့ F2 လေးညက်ပါမယ်။ကျွန်တော် F2 လေးညက်တဲ့အခါမှာခောက်ကြောင်းလေးနဲ့ညက်ရမှာဖြစ်တဲ့အတွက်ဒီချိန်ရခုလိုလေးအလားပကနေပြီးတော့မှခောက်ထားပြီးပြီးတော့ညက်ပါမယ်။ဒါကတော့ F2 ပတ်တန်လေးအတွက်ပိတ်စားလေးပုံမှန်ညက်ထားတာဖြစ်ပါမယ်။ နောက်တစ်ချို့တော့လက်ပတ်တန်လေးအတွက်ပိတ်ဆက်ပုံမှာတင်ပြပါမယ်။ကျွန်တော်တို့လက်ပတ်တန်လေးကသစုံစားညံ့မှာဖြစ်တဲ့အတွက်ဒီချက်ယခုလိုလေးယူပြီးတော့မှတခါတည်းဒီချက်သစုံစားညံ့မှာဖြစ်တဲ့အတွက်ခောက်ပြီးတော့ညက်ပါမယ်။ဒါလေးကတော့ဒီချို့တော့လက်ပတ်တန်လေးအတွက်ပိတ်ဆက်ညက်ပြီးတော့တာလေးဖြစ်ပါတယ်။နောက်ချက်လေးကိုလည်းတချို့တို့ကတစုံစားညက်ပြရပါမယ်စစ်တက်မှာမို့တချို့တို့တိတ်ချာလေးထုတ်စားလေးယူပေးဖို့မမေ့ပါနဲ့နော်နောက်ချက်လေးကိုလည်းတစုံစားညက်ပြပါ အခုဆိုရင်ဒီချေရိုးကပိတ်ဆက်ပေါ်မှာပတ်တန်လေးလေးညက်ပြသွားပြီဖြစ်တဲ့အတွက်ချေရိုးပရမအုံဆုံးချုပ်ပါတော့မယ်ပရမအုံဆုံးဒီချေရိုး F3 နဲ့ F4 လေးကိုစပြီးတော့မှချုပ်ပါမယ်ကျွန်တော်က F3 နဲ့ F4 လေးမထုတ်ခင်မှာဒီချေပြဿနာလေးတစ်ခုကတော့ဒီချေရိုးပိတ်ဆက်မှာ trading လေးနေပြီးတော့ down လေးတွေကိုပိတ်ဆက်လေးကူထားပေးဖို့လိုပါမယ်။ ဒီကျတော့အထရီနဲ့အဖိုလီကိုစပ်ပြီးတော့ချုပ်ဖို့အတွက်အထရီနဲ့အဖိုလီကိုဒီကျတော့အလာချင်းပို့ပြီးတော့ပင်လေးတွဲပါမယ်။ပင်လေးတွေပြည့်ပြီးသွားပြီဆိုရင်တော့ဒီကျေရူကထုတ်တဲ့အခါမှာခွဲချောင်းလေးထိချုပ်ပါမှာဒီကျတော့ချုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွဲချောင်းလေးမှာပင်လေးတစ်စားမှတ်ပြီးတော့တွဲပြည့်ခဲ့ပါတချို့ရောချုပ်ပြီးသားပြီဆိုလို့ရှိရင်တော့တချို့ရောခွဲချောင်းနေရာဒီမှာခြေတုပ်ခဲ့ဖို့မမေ့ပါနဲ့နော် နောက်ဒီကျွန်တော်အထွေးနဲ့အခုရမယ်ကျွန်တော်ချုပ်ဖို့လိုတဲ့တောက်ကလေးတွေကိုလည်းပြန်လေးနဲ့တွဲပြီးတော့မှပြင်စာလေးချုပ်ခဲ့ပေးပါအခုဆိုရင်တော့ဒီချေက adrenal apple ကိုချုပ်ပြီးသွားပြီမို့ကျေရောဖွဲ့ဆောင်လေးထိမိဖို့တိုက်ပြီးတော့ကျေရောဓာတ်သက်လိုက်ပေးရပါမယ်။ ဒီကျွန်တော်အသွေးနဲ့အခုလေးကိုတော့ခွဲချောင်းလေးဒီမိဘူးလေးတခြားလေးဖိပြီးတော့မှတိုက်ပြရပါမယ်။ဒါလေးကတော့တစ်ချက်ရဲ့အသွေးနဲ့အခုလေးချုပ်ပြီးတော့တာလေးပဲဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ဒီချေရော F2 နဲ့ F1 လေးတွဲပါမယ်။ဒီချေရော F2 နဲ့ F1 လေးတွဲတဲ့အခါမှာခေါင်းဆောင်လေးကအသင်းဘက်ကနေယူရပါမယ်။ဒီချေရော F1 နဲ့ F2 လေးတွဲတဲ့အခါမှာဆိုရင်ဒီချေရော ဒီကိမှာဒီခုလိုပင်းရံလေးနဲ့1 cm ထိတွဲပေးပါမယ်တွဲတဲ့အခါမှာအပေါ်အောက်လေးရောသိထားပြီးတော့တွဲပေးပါနော်တွဲပြီးရင်တော့ဒီလိုဆက်နေမှာတော့မယ် အခုဆိုရင်ဒီချိန်က F1 နဲ့ F2 လေးတွဲပြီးသွားပါပြီ။နောက်တစ်ဆင့်အနေနဲ့အောက်ဘက်ကိုဒီချိန်ချစ်ချဲလေးနဲ့နှစ်ကြောင်းလေးနင်းပေးပါမယ်။ဒီချိန်တို့မကြောင်တစ်ကြောင်းနင်းရလဲဆိုလို့ရှိရင်ဒီချိန်တို့ရဲ့ခါးလေးကခါးစက်ကြောင်းလေးနဲ့တွန့်စာလေးတွေထည့်မှာဖြစ်တဲ့အတွက်ဒီချိန်တို့ချစ်ချဲလေးမကြောင်နင်းပေးဖို့လိုရလို့ဖြစ်ပါတယ်။ဒီချိန်တို့နင်းပြီးသွားပြီဆိုရင်တော့ချစ်ချဲလိုကိုချစ်တို့ရဲ့ခုလိုလေးဆွဲပြီးတော့တွန့်ပေးရပါမယ်။တွန့်တဲ့အခါမှာလည်းဒီချိန်တို့တွန့်လေးတွေကိုညီညီညာလေးတွန့်ပေးဖို့လိုပါမယ်နော်။ အခုဆိုရင်တော့ဒီချိန်ကခြေသေးလေးလေးခါလေးကိုဆွတ်တွမိသွားရင်ဖြစ်တဲ့အတွက်ယခုလိုတွန်းစာလေးနဲ့ထွက်လာပါမယ်။ဒီချိန်ရို့ဒီဒီစာလေးဆွတ်တွမိသွားပြီဆိုရင်တော့အဲ့ဒီတွန်းစာအပိုင်းလေးနဲ့ဒီချိန်ရို့ရဲ့ F3 နဲ့ F4 စက္ကပ်အပိုင်းလေးကိုတွဲပြရပါမယ်။ဆူရိုးတွဲတဲ့အခါမှာအလားချင်းထပ်ပြီးတော့တုတ်စာလေးတွေညှိပြီးတော့မှပင်အက်ဒီစာတွဲပေးဖို့လိုပါမယ်။ပင်အက်လေးနဲ့ဒီစာထိပ်ပြီးပြီဆိုရင်တော့ဒီချေရိုးဆက်လေးနှိပ်ပါတော့မယ်။ အခုဆိုရင်ဒီစက်ကခက်စက်ကြောင်းလေးနင်းပြီးသွားပါပြီခက်စက်ကြောင်းလေးနင်းပြီးသွားရင်တော့တချို့တို့ဓာတ်ဆက်လေးလိုက်ပေးဖို့လိုပါမယ်เนาะနောက်တချို့တို့အောက်ပိုင်းလေးမှာတချို့တို့ခောက်ပြီးတော့ခွေးချောင်းနေရာမှာ wifi လောက်လေးတချို့တို့နီးနီးညာလေးနင်းပေးခဲ့ဖို့လိုပါမယ် နော်တချို့အပေါ်ပိုင်းလေးမှာဆိုရင်တချို့သေချိုးလေးထည့်ပေးဖို့အတွက်တချို့ဓာတ်သက်အရာလေးမှာတချို့1 cm လေးဖြီးပြီးတော့မှနင်းခဲ့ပါတယ်အဲ့တော့တချို့က1 cm လေးနင်းပြီးသွားပြီဖြစ်တဲ့အတွက်မနေ့ကသေချိုးရတော့တချို့ကိုယ်ဘက်မှာသေချိုးလေးထည့်ဖို့အတွက်1 cm လေးဓာတ်သက်ပေါ်ကနင်းနင်းပေးဖို့လိုပါမယ်1 cm မင်းလေးနေပြီဆိုရင်တော့တချို့လိုသေချိုးလေးထည့်ပါမယ်။သေချိုးကယခုလိုတချို့ပိုက်ဖက်ချိုးလေးထည့်ပါမယ်။ချိုးလေးကိုတချို့က ထည့်တဲ့အခါမှာသုံးပုံပုံပြီးတော့နှစ်ပုံလိုက်စာနေထားပဲယူပါမယ်။ဂျိုးသေးဂျိုးထည့်တဲ့အခါမှာဒီချေလိုတရေဂျိုးဆွဲထုတ်တဲ့အချိန်ကိုသုံးပြီးတော့ခါကျတော့ဒီချေလိုဒီ1 cm အပေါက်လေးကနေပြီးတော့မှတရေဂျိုးလေးထည့်ပါမယ်။ ထည့်ပြီးသွားပြီဆိုရင်တော့တချေတို့ပင့်ရလေးနဲ့ပုလို့လေးထင်ပြပါမယ်ပင့်ထိုင်တဲ့အခါမှာတချေတို့သတိထားရမှာကတချေတို့ရဲ့ပခုံးလေးနေရာလေးမှာဆိုရင်တရေတွန်လေးတွေမရှိချင်တာဖြစ်တဲ့အတွက်တရေတွန်လေးတွေကိုဒီခုလိုကြီးအတွန်လေးဖြည့်ပြီးတော့ပင့်ရလေးနဲ့တတိချာလေးထင်ပြပါမယ် ပင်ထင်းတဲ့နေရာမှာဒီကျွန်တော်တို့ဒီစီဘယ်ခုံးပတ်မှာတော်မရှိအောင်ဘေးဖက်ဆွဲပြီးတော့ပင်ရလေးတွေတွေ့ထားပါတယ်။နှစ်ဖက်စလုံးကိုဒီကျွန်တော်ပင်ရလေးတွေခုံးနှစ်ဖက်စလုံးကိုတင်းထားခဲ့ပါမယ်။အခုလိုလဲဆိုတော့ပခုံးနေရာမှာအတော်မရှိအောင်ဒီခုလူလေးတစ်ချက်တွေ့ပေးထားပါတယ်။ကျွန်တော်ပင်လေးတွေ့ပြီးသားပြီဆိုရင်တော့ဘေးပတ်လေးတွေကိုနှစ်ဖက်နှစ်ဖက်လုံးဒီချေကိုချီတုပ်ခဲ့ပေးပါမယ်။ဒီချေကိုချီလေးတွေ့ပြီးသားပြီဆိုရင်တော့ရှည်ချင်လေးကိုခဏရက်ထားပါမယ်။အခုဆိုရင်ဒီချေကိုနောက်ထပ်လေးကိုဖြတ်သွားပါမယ်။ နောက်ထပ်လေးပါဆိုရင်လည်းတချို့တို့ကဒီစုံစမ်းနေတာဖြစ်တဲ့အတွက်နှစ်ချမ်းကိုတချို့တို့ကဒီဘက်ဆံကိုစစ်တက်မှာဖြစ်တဲ့အတွက်ဒီချိန်ကိုစစ်တက်မဲ့တင်းအမြင့်အထိအမှတ်ကလေးမှတ်ပြီးဖို့လိုပါမယ်။ဒီချေရေမှုဆိုလို့ရှိရင်ချေချေလေးနေမှုအတွက်နောက်ဆက်မှုရေရောလာလာချင်းထပ်ပြီးတော့မှဒီချေချေချေလေးနေပါမယ်။မနေ့ကမှဒီချေတို့ပင်လေးတွေတွဲထားပေးပါမယ်။ပင်လေးတွဲပြီးပြီဆိုရင်တော့ချေချေလေးနေနေခဲ့ပါမယ်။ ။နောက်တချို့တို့နောက်ထပ်မှာပါတယ်တောက်ကလေးတွေလည်းချုပ်ခဲ့ပြီပါနော်။တချို့တို့တောက်ကလေးတွေချုပ်ပြီးတော့ချစ်စင်းနေပြီတော့ပြီဆိုရင်တော့ယခုလူလေးမီးဖို့ပြန်နေအောင်တိုက်ပြီးတော့စက်တက်မဲ့နေရာလေးမှာပင်ထင်းထားပြီးချီးဖြုတ်ပါမယ်။ပြီးတော့တချို့ရိုးစစ်တက်ပါမယ်စစ်တက်နည်းကိုတော့တချို့နောက်ဗီဒီယိုလေးမှာတိကျတင်ပြပေးသွားမှာမို့တချို့ဗီဒီယိုလေးကိုပို့ဆောင်မြောက်ပေးချပါအောင်เนาะအခုဆိုရင်တချို့နောက်ထပ်လေးကိုစနေနဲ့တက်ပြီးသွားပါပြီတချို့ရိုးစစ်တက်ပြီးတဲ့အခါမှာယခုလိုလေးတက်ရရလေးထွက်လာပါမယ် ကျွန်တော်တို့နောက်ချမ်းလေးကိုစက်တက်ပြီးသွားတဲ့အခါမှာ living ကုတ်စာလေးတက်ပါမယ်။ living ကုတ်စာလေးကိုတော့ယခုလိုလေးတိုင်းပြီးတော့ညှက်ပေးပါ။နောက်ဒီချေတို့1 cm လောက်ဒီချေတို့ကုတ်စာလေးပေါ်ကနေပြီးတော့မှညှင်းပေးပါမယ်။ဒီချေကတော့ယခုလိုလေးပင်လေးနဲ့ထိန်းထားပြီးတော့ဒီချေ living ကုတ်စာလေးညှင်းပါမယ်။ကုတ်စာလေးညှင်းပြီးသွားရင်တော့ယခုလိုလေးဒီချေတို့အတပြားလေးပြင်ပင်ပေးပါမယ်။ကျေတော့နင်းပြီးကြရင်တော့ကျေတော့ယခုလိုလေးချုပ်စာလေးကိုကျေတော့ point five လောက်ပဲချန်ပြီးတော့ ပြန်ပြီးတော့ညှက်ထုတ်ပေးပါမယ်ကျေရုံညှထုတ်ပြီးသားတဲ့အခါမှာတော့မိဘူတပစ္စည်းလေးပြားနေအောင်တိုက်ပြပါနော်အခုဆိုရင်တော့ဒီချေလက်ပင်းကွက်စာလေးလေးမိဘူတိုက်ပြသားပြီဆိုတော့ယခုလိုလေးတည်တည်တတ်လေးရလာပါမယ်နောက်တစ်ဆင့်အနေနဲ့ဒီချေရိုးရှေ့ချန်လေးနဲ့ပခုံးချင်းတွဲပါမယ် ချစ်ချင်တော့ပခုံးလေးတွဲဖို့အလားချင်းထပ်ပြီးတော့ပင်လေးတွဲပါမယ်။ချစ်ချင်ပခုံးလေးကိုခုလူလေးငုံပြီးတော့တချေတို့တွဲပြီးကိုလူပါမယ်နော်။ပင်တွဲတဲ့အခါမှာတချေတို့ပခုံးလေးကိုငုံပြီးတော့တွဲပြီးလူပါမယ်။ ုဆိုရင်တခြားတို့ပခုံးလေးရငုံပြီးထွက်တဲ့အတွက်ကြောင့်မို့လို့ယခုလိုလေးတခြားတို့တိတိတတ်တတ်လေးထွက်လာပါမယ်။နောက်တခြားတို့လက်တက်ပါမယ်။လက်တက်တဲ့ခါမှာလည်းတခြားတို့လက်လေးကိုတခြားတို့ပခုံးရဲ့အလဲမှန်လေးနဲ့တခြားလေးကျွန်တော်တို့ဒီကြာလေးထွက်လာတော့အတွက်ပင်လေးတွေနဲ့တခြားတွေ့ပြဖို့လိုပါမယ်။တခြားတွေ့တဲ့အခါမှာအလားချင်းချက်ပြီးတော့ဒီစာလေးပင်တွေ့ပြပါမယ်နော်။ ခုဆိုရင်ဒီချက်ကပင်လေးတွဲပြီးသွားပြီမို့ဒီချက်ကိုချုပ်လိုက်ပါအောင်မယ်အခုဆိုရင်ဒီချက်လက်ပတ်တန်လေးထုတ်လာခဲ့တာဒီခုလိုလေးထွက်လာပါမယ်နောက်ဒီချက်ကိုလက်နှခမ်းသားလေးတို့ကိုတော့ဒီချက်ကို training link ခဲ့တဲ့အတိုင်းနှခမ်းလုပ်ခဲ့တာလေးပါချုပ်ထည့်လိုက်ပါတယ်နောက်ဒီချက်ကိုသေးတွုံချိုးလေးထည့်ပါမယ် ဒီထေရိုးသည်ကျုပ်ထဲတဲ့အခါမှာကိုယ့်ရဲ့လက်ဆိုင်လေးအတိုင်းအချင်းချင်းချိန်ပြီးတော့ဒီထေရိုးဆွဲချိုးရပါဖြစ်တဲ့အတွက်ကိုယ့်ရဲ့လက်ကိုအချင်းချင်းတိုင်းပြီးရတဲ့အတိုင်းပဲဒီထေရိုးသည်ဂျူးလေးကိုဖြတ်ပါမယ်ပြီးရင်သည်ဂျူးလေးကိုတော့ဆွဲချိုးပြရပါမယ်အခုဆိုရင်တော့ဒီထေကလက်ကလေးကိုသည်ဂျူးလေးလက်တက်ပြီးသားဖြစ်တဲ့အတွက်ဒီထေရိုးရဲ့ dress လေးကိုဒီထေကခါဂျူးစီးလေးနဲ့ ဲ့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခါကျူးလေးအတွက်ဒီထက်က8 cm အကျယ်ထားပြီးတော့ယခုလိုကျူးလေးနဲ့ကျိုးညှက်ထားပေးပါရယ်။အဓိကတော့ဒီထက်ခါကျူးစီအတွက်ညှက်ထားတဲ့ပိတ်စာလေးတစ်ခုပဲဖြစ်ပါရယ်။ဒီထက်ကတော့ဒီထက်ကန်ဆာမလေးကဒီထက်ရဲ့ address လေးကိုခါကျူးစီလေးနဲ့ထည့်ပေးပါဆိုလို့ဒီထက်ကခါကျူးလေးထည့်ဖို့အတွက်အတွက်ဖြစ်သွားတာပါ။တကယ်လို့မိမိတို့ကခါကျူးစီလေးနဲ့မကြိုက်ဘူးဆိုရင်တော့မထည့်လေရပါတယ်နော်။ပတ်တန်လေးကဒီထက်တို့ဒီတိုင်းလေးဝတ်လဲ fix လေးနဲ့ လာနေတာဒီတော့ကိုခါကျူးမထည့်လဲတာပါတယ်ဒီထည့်ကတော့ခါကျူးစည်းလေးအတွက်ညှက်ထားတဲ့8 cm ကိုခောက်ပြီးတော့1 cm နင်းပါမယ်ဒီထည့်တော့အကျန်ဆိုရင်3 cm အကျန်ကျိုးလေးရလာပါမယ်ခါကျိုးလေးကိုတော့တချေရောကိုရဲတွဲတဲ့အခါမှာခါနီယာလေးမှတ်ပြီးတော့ထိချုပ်ပြလိုက်ဖို့မမေ့ပါနဲ့နော်ဒါကခါကျိုးစည်းထိမဲ့သူလေးတွေအတွက်ပါအခုဆိုရင်နော်တချေ dress လေးကခါကျိုးစည်းလေးနဲ့တချေ ကိုယ်လည်းလေးလည်းတွေ့ပြီးသားရဖြစ်တဲ့တဲ့လောက်ပပလေးထွက်လာပါပြီ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့လူကျေးဇူးများကြီးတင်ပါတယ်။တခြားရဲ့ဗီဒီယိုလေးတွေကအကျိုးရှိတယ်ဆိုရင်တော့ like and subscribe လေးနဲ့အပိတ်တော့ပြင်ပေးပါနဲ့เนาะ။ဒီချိန်ကနောက်ဗီဒီယိုမှာဆိုလို့ရှိရင်ပုံမှန်ပြထားတဲ့ dress လေးကိုပတန်လေးရောချုံနီးလေးတွေပါပြပြကစုံလေးတင်ပြပေးသွားဖို့ရှိတာမို့တခြားရဲ့ဗီဒီယိုလေးတွေကိုဘလို့တန်းကြည့်ရှုနေဆိုလို့ရှိရင်เนาะ comment လေးကိုနှိပ်ပြီးတော့အပိတ်ရောပြင်ပေးပါနဲ့เนาะ။အားလုံးပဲတရားနာပါရဲ့ဒီနေ့ကိုပတ်သက်ကြပါစေ။ကြည့်တာပါ